the time with crypto day ငင်္ဂလာပါခင်ဗျာ DIV နဲ့ the time with crypto day youtube channel တို့ပေါင်းတင်ဆက်နေတယ်ဒီမာရီရာတနေ့တာအစီအစဉ်ရဲ့အထူးအစီအစဉ်နှစ်ကကြိုးဆိုပါတယ်အခုအစီအစဉ်မှာတော့စစ်တပ်ကျွန်တော်နောက်ခံပြုလာကျန်းဖို့လို့ဒုဘောက်ခေါ်ကြတယ်ပြောင်းစုချက်ခိုင်းနေဖွံ့ဖြိုးရေးပါတီ USDP ဘယ်လိုဖြစ်လာတယ်တိုင်းပြည်နဲ့ဒုကောင်ကျိုးဘာတွေလုပ်ခဲ့တယ်လဲ ဘယ်လိုကြဆုံးခဲ့တယ်လဲဒီနေ့ဘာဖြစ်နေတယ်လဲစရတွေကိုကျွန်တော်တို့ဆန်းစစ်ကြည့်မှာဖြစ်ပါတယ်အစိမ်းရောင်လန်နဲ့ဟလာဒီတော့ကြားခိုင်နဲ့ဖွံ့ဖြိုးရေးချက်ဖွန့် USDP ပါတီရဲ့အစိမ်းရောင်လန်တင်ငိင်းနဲ့ဖွံ့ဖြိုးတွတ်တဲ့ရေးကြေးကြော်တန်းတွေနောက်မှာချက်ဖွန့်ဆိုတာတကယ်တမ်းကျတော့စစ်အုပ်စုဆက်ဆက်ရဲ့နိုင်ငံရေးမျက်နှာဖုံးတာပဲဖြစ်ပါတယ်ချက်ဖွန့်ရဲ့ခေါင်းကိန်ဖခင်ကြီးကအာနာရှင်ဟောင်းတန်းရွှေ သူမွေးဖွာပြီးတဲ့အခါဒါကနေပြီးတော့တိမ့်စိန်လက်ထက်မှာဟလာအကွက်ကြကြစီစဉ်နေတဲ့ပြည်ပင်ပြောင်းလဲရေးကာလဒါက2015မှာကျန်းပွင့်ရဲ့ကြာဆုံးကန်းလက်ရှိကာလမင်းအွန်လိုင်းထိန်းချုပ်မှုအောက်စသဖြင့်စေအုပ်စုဟာသူတို့ရဲ့အာဏာရှင်ဝတ်စုံဘယ်လိုဒီမိုကရေစီအရေးခြုံပေးခဲ့တယ်ဆိုတာ USDP ဖြတ်ခဲ့တဲ့လမ်းကအထင်အရှား ပြောပြနေပါတယ်အခုပြောမှာကနိုင်ငံရေးပါတီတစ်ခုအကြောင်းမဟုတ်ပါဘူးစစ်တပ်ဟာအရက်ဖက်အယောင်ဆောင်ပြီးတော့နိုင်ငံရေးစီးပွားရေးဒိုင်းဒီအာနာအားလုံးကိုချုပ်ကင်ဖို့ဘယ်လိုစနစ်တကျလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ခင်ဗျာ USDP ကိုနားလည်ဖို့ဆိုရင်ကျွန်တော်တို့သူ့ရဲ့မိခင်ဖွဲ့စည်း USDA ကနေပြန်ကြည့်ဖို့လိုပါတယ်အဲ့တော့ USDA ဆိုတာကတော့ပြည်တော်စုချက်ခိုင်းတဲ့ဖွံ့ဖြိုးရေးအသင်းပေါ့တယ်နော်တန်းရွှေဥဆောင်တဲ့အနာရှင်အောင်တန်းရွှေဥဆောင်တဲ့နဝတနိုင်ငံတော်ညီညွတ်ပြောင်းမှုတိဆောက်ရေးအဖွဲ့အင်္ဂလိပ်လို SWOT အဲ့ဒီလက်ထက်1993ခုနှစ်မှာ USDA ကိုစပွက်ခဲ့တယ်နဝတကနောက်ကျတော့နာအဖဖြစ်တယ် SWOT ကနေပြီးတော့ SPDC ဖြစ်တယ် USDA ဆိုတော့ကဘယ်တော့မှဒီလိုပုံမှန်ရက်ဖက်အဖွဲ့အစည်းတခုမဟုတ်ခဲ့ပါဘူး။နော်တစ္ဆာကံတွေငွေထုတ်ဖို့ဒိုင်းပြည်သူအဖွဲ့အစည်းကိုထိန်းချုပ်ဖို့စစ်ဘုံချုပ်တွေကစနစ်တကျပုံစံချစီစဉ်ငွေထုတ်ခဲ့တဲ့နိုင်ငံကြီးလက်တံတစ်ခုပဲဖြစ်ပါတယ်။တထောင်ပြည့်နေ့အစောပိုင်းကာလာရောက်တော့ USDA မှာအဖွဲ့ဝင်ပေါင်း24သန်းကျော်ရှိတယ်လို့ဗိုလ်ချုပ်တွေကဆိုပါတယ်။ဒါဒိုင်းပြည်သူရဲ့အချိန်တိုင်းပြည်သူရဲ့ ထောက်ဝက်နီးပါးရှိပါတယ်။တို့ရဲ့ပါတီဖွဲ့ဝင်ဆိုသူတွေထဲမှာနော်အစိုးရဝန်ထမ်းအားအများစုအားလုံးပေါ်ပြတယ်။ပြီးတော့ចောင်းဆရာဆရာမတွေចောင်းသူចောင်းသားတွေစသည်အားဖြင့်ဒီလူတွေကိုဖိအားပေးပြီးတော့ဖွဲ့ဝင်ဖြစ်ဝင်ထိုင်းခဲ့တာပါ။ဟဲ့လားအခွင့်အရေးတွေနဲ့မျိုးဆွဲတယ်၊ချင်းချောက်တယ်စသည်အားနီးမျိုးစုံတယ်ပေါ့ဗျာ။တို့ဖွဲ့ဝင်ဖြစ်အောင်ဝန်ထိုင်းခဲ့တယ်။ဒီ USD ရဲ့ယူရချက်ကရှင်းပါတယ်။ဒိုင်နာစီလုံးညီညီရေးဆိုတာကိုအကာအကွယ်ယူပြီးတော့စစ်တပ်ဩဇာ နာခံဖို့နာခံအောင်လုပ်ဖို့နော်အလို့သားဒီမိုကရေစီဖွဲ့ချုပ် NLD နဲ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းထောင်မလာဘူးနော်ရရကြည်ချင်းချက်ချက်ကြီးပေါ့ဗျာရက်ွက်ကြီးပြောက်အောင်စုကနေပြီးတော့နိုင်ငံတော်အဆင့်အထိနော်အဖွဲ့အစည်းမျိုးစုဖန်တီးပြီးတော့အုပ်ချုပ်ရေးကိုထိန်းချုပ်ဖို့ဒါတွေပဲဖြစ်ပါတယ်တကယ်တမ်းကျတော့ USDA ဆိုတာ passive ဝါဒဆွဲလှုပ်ရှားမှုတစ်ခုတက်တက်ပါပဲနိုင်ငံရေးတကြွလှုပ်ရှားမှုတွေကို ထိတ်ထောက်တယ်နှောက်ရက်တယ်စစ်တပ်ကိုထောက်ခံတဲ့စူဝေးပွဲတွေထောက်ခံမှုတွေလုပ်တယ်လုတ်ကြံဝါရဖြန့်တာတွေလုပ်ပါတယ်တရောချစ်ကုတိမှာသူတို့ချိန်ရေးဆွဲခဲ့တဲ့ချိန်ကဥပဒေပေါ်လာပါတယ်တရောခုနှစ်ခုနှစ်မှာတန်ဃာတော်တွေဦးဆောင်တဲ့ရှူပွားရောင်တော်လန်ရေးကိုရေးရဆက်ဆက်ဖြိုခွဲပြီးလာဂစ်မုန်တိုင်းအပြင်းအထန်တိုက်ခိုက်ခံရပြီး အတုပြီးအောင်ဒုစန္ဒခိုင်းရင်ပွဲကိုလှုပ်ပြီးတော့အတီးပြုတ်ပဲဒီအခြေခံဥပဒေသည်စစ်တပ်ကအာဏာချုပ်ကန်မှုခိုင်မြဲစေဖို့အတွက်စနစ်တကျအစီအစဉ်ချရေးဆွဲခဲ့တဲ့အခြေခံဥပဒေဖြစ်ပါဒီအခြေခံဥပဒေရနော်ကာဝေးဥစချုပ်ကလွတ်တဲ့စစ်တပ်ကိုယ်စားလှယ်ဆိုပြီး25ရာခိုင်နှုန်းတွတ်တော်ထဲမှာအခမ်းအနားဝင်ထိုင်ပါတယ်ဝန်ကြီးဌာနပြည်ကကာကွယ်ရေးပြည်ထရေးနေဆက်ရေးရာဆိုတဲ့အဓိကဝန်ကြီးဌာန၃ခုစစ်တပ်ကချုပ်ကန်ထားပါတယ် ဂါဝေယဦးစီးချုပ်ဆိုသူသည်ဗီတိုအာနာရှိပါတယ်ပြောရရင်တော့ဂါဝေယဦးစီးချုပ်သဘောမတူဘဲနဲ့ဒီဂျီယန်ဥပေပါပြတ်ထန်းချက်တွေဘာမှလုပ်လို့မရဘူးဘာမှတင်လို့မရဘူးပြောင်းလို့မရဘူးကျွန်တော်တို့ဆက်ကြတဲ့အခါကျတော့ရုပ်ောက်ပွဲအတွက်ပြင်ဆင်ကြပါတယ်အဲတော့ USDA ကိုနိုင်ငံရေးပါတီအဖြစ်အသွင်ပြောင်းပါတယ်2010ဇွန်လမှာ အခုတည်နေတဲ့ဂျမ်ပေါ်ရောင်စုကြံ့ခိုင်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဆိုတာဖြစ်လာပါတယ်။အဲဒီတော့ကအဲ့ဒီပါတီရဲ့ခေါင်းဆောင်ကဗိုလ်ချုပ်ကြီးဟောင်းဝန်ကြီးချုပ်လုပ်နေတဲ့တိန်းစိန်ဖြစ်ပါတယ်။ USDA ကလည်း USDP ကိုပြောင်းတယ်ဆိုလို့ဆိုတာကလည်းပဲတနခါလိန်ယုံပြောင်းတာပဲဖြစ်ပါတယ်။နာမည်ပြောင်းတယ်တနခါလိန်ယုံပြောင်းတယ်။အရာပဲလူမှုအဖွဲ့အစည်းလိုနာမည်ခံထားရတာနေပြီးတော့နိုင်ငံရေးပါတီဖြစ်ပြောင်းတကယ်တကယ်ကြတော့ USDA ဖွင့်ထားတဲ့ယုံတွေအကုန်လုံးကို USDP ကယူပါတယ် USDP ယုံတွေဖြစ်သွားပါတယ်။ USDA ရဲ့ပိုင်ဆိုင်မှုတွေဖွဲ့စည်းပုံတွေအကုန်လုံးကို USDB ကယူပါတယ်လူကောက်ပွဲအတွက်လုပ်ပါတယ်နော်ဒိန်းစိန်လိုတင်အောင်မြင်မှုလိုထေးဥလိုရွှေမန်းလိုစစ်ပုတ်ကျောင်းဟောင်းတွေ USDB ရဲ့ခေါင်းဆောင်နေရာရောက်လာကြပါတယ်ချုပ်ပြောရရင် USDB ကြံ့ဖွန့်ဆိုတာဒီအရသာဝတ်စုံနဲ့စစ်တပ်ပါဖြစ်ပါတယ် 2020ပြည်နှစ်မှာလုပ်တဲ့ရွေးကောက်ပွဲကို USDP ပါတီကအသာစီးအကုန်ယူပြီးတော့ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။နိုင်ငံရဲ့ဘန်ဒါငွေကြီးနော်ရန်ဒီယာကျွန်တော်စစ်တပ်ရဲ့အကာအကွယ်ယူပါတယ်။တိုက်ခိုက်မှုကိုဖိနှိပ်ပါတယ်။အဲတော့လူသားဒီမိုကရေစီပွဲချုပ် NLD က2020ရွေးကောက်ပွဲကိုတပိတ်ပေါက်ပါတယ်။ရွေးကောက်ပွဲမဝင်ပါဘူး။ကျန်းဖို့ပါတီက55ရာခိုင်နှုန်းအနိုင်ရပါတယ်။တွတ်တော်တွေမှာကအလိုလျောက်25ရာခိုင်နှုန်းစစ်တပ်ကယူထားပြီးသားပါ။ 2012ခုနှစ်မတ်လမှာဦးသိန်းစိန်ဓမ္မရဖြစ်လာအမိကန်ရတအစိုးရဟန်ဆောင်းပါတယ်တကယ်ကတော့စစ်တပ်အထင်းကုတ်အောက်မှာပဲအခိုင်မာရှိနေခဲ့အဲ့ဒီမှာလူတွေမျောလင့်မထားခဲ့တဲ့ခင်မထားခဲ့တဲ့အခြေအနေတွေဖြစ်ခဲ့တာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဦးသိန်းစိန်အစိုးရကပြုပြင်ပြောင်းလဲရေးပြီးတတိကြီးကြီးထားပြီးတော့လုပ်ခဲ့တာပါဒုတာကတော့တတိကြီးကြီးထားပြီးတော့လုပ်တာပါဘာကြောင့်လုပ်ကြလဲဆိုတော့ဒီဘိုင်းက နိုင်ငံတကာထောက်ခံမှုရဖို့ဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့အဲ့ဒီအချိန်မှာစုပ်ပြတ်တက်နေတဲ့နိုင်ငံစည်းဝေးကိုကူစားမှုဖြစ်ပါတယ်။အဲ့တော့ဘူသိန်းစိန်ဦးဆောင်နဲ့နော်စစ်တပ်အရေးကွန်ပြောင်းအရတားအစိုးရအမိခံနဲ့အစိုးရကဘာတွေများလုပ်ခဲ့တယ်လဲ။ထောင်သွင်းတင်ချထားတဲ့ထေရှားသူတွေပါအဝင်နိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးခဲ့ပါတယ်စင်စား ီးဖြတ်တာနော်စာတွေကိုဖြတ်တယ်ရုပ်ရှင်တွေဖြတ်တယ်နုပညာတွေဖြတ်တယ်နော်စစ်တပ်ကမကြိုက်ရင်ဘာမှမရေးရအောင်မပြောရအောင်မဖန်တီးရအောင်ဒီလိုမျိုးစင်စာစင်းနေစကန်တွေကိုဖြည့်လျော့ပေးခဲ့ပါတယ်ပုံလိကမီဒီယာတွေတီထောင်ခွင့်ပေါ်လာခွင့်ပြုခဲ့ပါတယ်တန်တဲ့ချက်တွေရှိပေမဲ့လည်းပဲဆန္ဒပြတာတွေကိုတိုင်းနာတစ်ခုထိခွင့်ပြုခဲ့ပါတယ်ဒေါ်ဆန်းစုကြည်နဲ့ NLD ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေပြန်ပါလာနိုင်တဲ့အခြေအနေမျိုးပေါ်ပေါက်ခဲ့ပါ ဒါကငငယ်ပြင်ပြောင်းလဲမှုနဲ့ဆိုင်တဲ့ကဏ္ဍလို့ပါနိုင်ငံငွေလဲနှုတ်မှုအရင်တုန်းကဟလာပုံသေးငွေလဲနှုတ်ပေါ့ဗျာဒေါ်လာကို9ကျပ်ပြီး6ကျပ်ပြီး6ကျပ်ခွဲဒီလိုတတ်မှတ်ထားတာကနေပြီးတော့ဈေးဖွဲ့အတိုင်းပဲအရှင်နော်ကြောင်းလဲပြီးခဲ့ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာဟလာဒေါ်လာငွေကြီးဈေးခွဲပေါင်ကိုဖြစ်နေတာပျောက်သွားပါတယ်ပေါင်ကိုဈေးခွဲပျောက်သွားပါ ီးတော့ဆက်သွယ်ရေးလုပ်ငန်းကိုဖွင့်ပေးခဲ့ပါတယ်ဆက်သွယ်ရေးဆိုတော့ telecommunication ပေါ့နော်ဒီ telecommunication ကိုဖွင့်ပေးခဲ့ပါတကယ်တကယ်အဲ့ဒီတိုင်ရင်တုန်းကကျွန်တော်တို့ telephone mobile phone ပေါ့နော်အခုလွယ်ကူရအနေနဲ့ mobile phone လူတိုင်းလူလူကိုင်နိုင်တဲ့ mobile phone ဆိုတာဟိုတိမ့်ကိုဇာနဲ့မချင်တော့မှဆယ်ပေါင်းမြောက်စွာပေးရပါတယ်နော်စင်ကတ်နေဆိုတော့လေအင်မတန်ဈေးကြီးပါတယ်ပတမန်တွေဘယ်လိုမှကိုလည်းလမ်းမပြီးတဲ့အနေအထားဖြစ်အောင်လုပ်ထားခဲ့တာ ဆိုတော့အဲ့ဒီမှာဒီဆက်သွယ်ရေးကဏ္ဍကိုပြင်ပြောင်းလေးလုပ်လိုက်ပါတယ်လုပ်လိုက်တဲ့အခါကျတော့ sim card တွေကိုချုပ်ထားတာကို short pop ပေးလိုက်ပါတယ်အဲ့တော့ sim card တွေလိုလိုကူကူဈေးပေါ်ပေါ်နဲ့ရလာတယ် sim card ကိုလိုလိုကူကူဈေးပေါ်ပေါ်နဲ့ရလာတယ်တစ်ဖက်ကလည်းပဲလာ mobile phone တွေဈေးသက်သာတဲ့ mobile phone တွေအလုံးကြီးနဲ့ဝင်လာတဲ့အခါကျတော့နော်တိုင်းပြည်လူတွေများစုနော် mobile phone တွေပေါ်ပေါ်တည်တည်ခိုင်ဝင်ရှာခဲ့ပါတယ်ဒီပါယင်းနည်းမျိုးတွေယင်းနည်းမျိုးနံမှုတွေဝင်လာအောင်ဖန်တီးပါတယ် ဒီမှာအပြင်ဒီလိုဝါလိုတဝဲလိုကြောက်ဖြူလိုအထူးစီးပွားရေးစုံတွေဖန်တီးခဲ့ပါတယ်။ဟလာတစ်သက်လုံးသူတို့ဖုံဖိကာကွယ်ပြီးတော့လှုပ်လာခဲ့တဲ့နိုင်ငံနိုင်ငံရဲ့ယာသုံးပွေစင်ဒီယာသုံးပွေစင်ဘတ်ဂျက်ပေါ့ဗျာ။ဒါနဲ့ပတ်သက်ပြီးတော့ဟလာပွင့်လင်းမြင့်တောင်းမှုဒစိတ်တစ်ပိုင်းတိုးတက်လာခဲ့ပါတယ်။အပြည့်အဝကြီးမဟုတ်ပါဘူး။ဒါပေမဲ့လည်းပဲဒစိတ်တစ်ပိုင်းတိုးတက်လာခဲ့ပါတယ်။ဒါကစီးပွားရေးကဏ္ဍနဲ့ပတ်သက်တူပါ။ လက်နက်ကိုင်ဖွဲ့စည်းတွေနဲ့ဒိုင်းသားဒီမိုဆူလက်နက်ကိုင်ဖွဲ့တွေပေါင်းလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့ NCA လို့ခေါ်တဲ့တနင်္ဂနွေလို့တိခိုက်ရဆဲမှုဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီတဲ့အခါကျတော့သူတို့ကိုသူတို့နဲ့ plan number 3နဲ့ဒီနေ့ပြပပညာရှင်တွေပါတဲ့ NPC မြန်မာညဉ့်ရေးစင်တာဆိုတာကိုဖွင့်ခဲ့ပါတယ်။အဲ့တော့အဲ့ဒီလိုပြုပြင်ပြောင်းလဲမှုတွေလုပ်တာကြောင့်မို့လို့ပဲဦးသိန်းစိန်ကိုဒီနေ့ပြပကချီးကျူးခဲ့ကြပါတယ်။ American သမ္မတဘရက်ကိုဘာမှအဲ့ဒီအချိန်ကမြန်မာနိုင်ငံကိုလာခဲ့ပါတယ်။ဦးသိန်းစိန်နဲ့လည်းတွေ့ခဲ့ပါတယ်။ အမေရိကန်ကမြန်မာနိုင်ငံပေါ်မှာချမှတ်ထားတဲ့တန်ခတ်ရေးရှိမှုတွေကိုအများစုစုသိမ်းပေးခဲ့ပါတယ်။သို့တော်လည်းပဲအဲ့ဒီသူပြင်ပြောင်းလဲမှုရဲ့နောက်ွယ်ပါနော်ဒိုင်းကီကိုစစ်တပ်ကအုပ်စီးထားတဲ့တိဆောက်ကိုဖွဲ့စည်းပုံကဘာမှအပြောင်းလဲမရှိခဲ့ပါဘူး။ဆောပိုင်းကပြောခဲ့သလိုကာဝေးဝင်ကြီးဌာနပြည်ထောင်ဝင်ကြီးဌာနနေဆက်ရေးဝင်ကြီးဌာနတွေကစစ်တပ်လက်ထက်မှာပဲရှိပါတယ်။၎င်းရှိအခြေခံဥပဒေအရကာဝေးဦးစီးချုပ်ကနော် ကိစ္စဝရရက်ကိုဗီဒီယိုအနာသုံးပြီးတော့ပယ်ချခွင့်ရှိပါတယ်။ပြည်တော်စုတက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီကျန်းပွန့်ဒီစစ်တပ်ရဲ့နိုင်ငံရေးလက်တံအဖြစ်ဆက်ရှိနေခဲ့ပါတယ်။နောက်ဆုံးအဲဒီကာလကအသက်လို့ပြောလို့ရတဲ့ငင်းချင်းရေးလူငယ်စင်တီပြီးလျှင်ပုံတရံရတာအသက်ဖြစ်တာပါ။အနှစ်သာရပိုင်းမှာအားနည်းချက်တွေအနာအဆာတွေအပြည့်ပါနေတာပါ။နော်လက်မှတ်ထိုးတဲ့လက်နက်ကန်ရဲ့ဖွဲ့တွေကနိုင်ငံရေးအချက်အမှားခံချက်ဘာမှမရခဲ့ပါဘူးတကယ်တကယ်ပြောရရင် ဒါအပြင်စစ်တပ်ကကချင်တို့ချမ်းမြောက်တဲ့ဒေသတွေမှာနော်စီအေးပြထိုးစစ်တွေဆက်ပြီးတော့လုပ်နေကြတာပါပဲနော်ထိုးစစ်တွေရက်သွားတာမဟုတ်ပါဘူးတိုက်ပွဲတွေရက်သွားတာမဟုတ်ပါဘူးအဲဒီကနေ2015ရောက်တဲ့အခါကျတော့အဲ့ဒီအချိန်မှာနော်2010နဲ့2015ကာလအတွင်းဟလာအဲ့ဒီကာလအတွင်းမှာဒိုင်းပြည်ရဲ့အခြေအနေဒုတက်မှုရက်ရက်ကောရှိနေတဲ့အကန့်အသတ်တွေပါလူလူကသိမြင်ခံစားနားလည်ခဲ့ကြပါဘူး အဲ့တော့တိုင်းပြည်ကိုဖွင့်ပေးတာပြည်ပြည်ပြောင်းပြောင်းလဲတာကြိုက်ကြပါတယ်သဘောကျကြပါတယ်ဒါပေမဲ့လည်းပဲတိုင်းပြည်သူလူလိုချင်တာကဒီမိုကရေစီစစ်စစ်ကိုလိုချင်တာပေါ့စစ်တပ်ကပုံညာလေးပိတ်လိုက်ဒီညာလေးဖွင့်လိုက်နော်ပိတ်ကဖွင့်တာနဲ့ပေးတဲ့ဒီမိုကရေစီအတူရောက်လို့လိုချင်တာမဟုတ်ပါဘူးဒါကြောင့်မို့လို့2015ဒိုဘာလာမှာလုပ်တဲ့ရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲမှာမြူသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကအပြတ်အသတ်အနိုင်ရခဲ့ပါတယ် ကျန်ပေါ်ပါတီသည်အာနာယပါတီဘွားကနေပြီးတော့အတိုက်ခံပါတီအဖြစ်ဇန်လျှောတော့ပါတယ်ဒါကကျန်ပေါ်ပါတီရဲ့ပထမဆုံးတကယ်ကြာဆုံးခံဖြစ်ပါတယ်လူလူဟာသူတို့ထိန်းချုပ်ထားတဲ့အောက်ကနေလွတ်သွားပြီလို့တိလိုက်တဲ့စစ်တပ်က shock ရပါပါအထိတ်တလန့်ဖြစ်သွားပါ 2016ခုနှစ်ကစလို့ကျန်းပွန်ပါတီဟာသူတို့ကိုယ်တိုင်သူတို့သူတို့ကိုယ်သူတို့ဘာမှမသိတဲ့နော်ဘယ်လိုပါတီမှမသိတဲ့ပြောရင် identity crisis လို့ပြောရအောင်အင်္ဂလိပ်လိုဆိုရင်ကျန်းကျင်လက္ခဏာအကျက်တဲစိုက်သွားပါတယ်အာနာလည်းမရှိရောငိုတွေကဘာမှခိုင်မာမှုရှိတဲ့ပါတီမှာရည်ရွယ်ချက်တူဥတီချက်တူပျောက်ကုန်ပါတယ်ဘာမှမရှိတော့ပါဘူးဘာမှထောက်ခံအားပေးမှုဆိုတာလည်းပဲမရှိတော့ပါဘူးအကုန်လုံးပျောက် ဘာဒီတွင်းမှာအပွဲပြည့်တွေဖြစ်လာပါတယ်။နော်ဦးသိန်းစင်တို့ဦးဆောင်တဲ့အစုကနိုင်ငံရေးရောက်သွားနေတဲ့လမ်းကြောင်းပေါ်မှာဆက်ပြီးတော့အပါအဝင်ရပါတယ်။ဒါပေမဲ့လို့ပဲဒါပေမဲ့လို့လေမြောက်လိုင်းဦးဆောင်တဲ့မြောက်လိုင်းအပါအဝင်ပေါ့ဗျာနော်ဒါအမာပေါ့နော်သဘောထားအမာဦးစုပေါ့ဒီအမာဦးစုကတော့သူတို့ကတော့ထိတ်တိုက်တွေးခြင်းနဲ့စစ်တပ်ကအလုံးစုံထိန်းချောင်းတဲ့အခြေအနေကိုသူတို့ကပြန်သွားခြင်းကြပါတယ်ကျမ်းပုံပါတီရဲ့မြေပြင်မှာထောက်ခံမှုတွေအတူတူကိုယ်ကွယ်ဖြစ်သွားပါတယ် အဖွဲ့ဝင်တွေဟာညာစုကအခွင့်အရေးအတွက်ကျန်းဖွတ်ပါတီလည်းကိုဝင်ကြတာပေါ့နော်ကျန်းဖွတ်ပါတီရဲ့မူဝါဒတွေကိုကြိုက်လို့ပါတီကိုသဘောကျလို့ဝင်ကြတာမဟုတ်ပါဘူးအဲဒီလိုသူတို့ရနေတဲ့အခွင့်အရေးတွေအခွင့်ထူးခံတွေလည်းကြောက်သွားတဲ့အခါကျတော့ဆရာချက်တန်းဆိုတာလည်းမရှိတော့ပါဘူးအတူတူပါသွားတာပေါ့နော်အဲဒီမြားတော့တဲ့အခွင့်ထူးခံတွေအတူတူပါသွားတော့နောက်လည်းဆက်ရွေးကောက်ပွဲကျတော့ကျန်းဖွတ်ပါတီကပိုဆိုးတဲ့အခြေအနေနဲ့ရှုံးတဲ့ရင်ဆိုင်ရပါလေလွတ်တော်အမှတ်နေရ1100ပါ ကျပ်ဖို့ပါတီအနိုင်ရတာ33နေရာပဲရှိခဲ့ပါတယ်။ NLD ပါတီကတော့80ရာခိုင်နှုန်းမိပါထပ်ပြီးတော့အနိုင်ရပါတယ်ပြန်ပြီးတော့အနိုင်ရပါတယ်။အဲ့ဒီမှာရင်နေအောင်လိုင်းတို့အစုသဘောပေါက်လိုက်တာကတိုင်းပြည်မှာကြားမြတာတဲ့အခြေအနေအောက်မှာလုတ်တဲ့ဘယ်လိုရွေးကောက်ပွဲမျိုးမှာမှသူတို့မနိုင်နိုင်တော့ဘူးဆိုတာပါပဲ။ဒါကြောင့်မို့လို့လည်းပဲ အစိုးဆုံးနီလန်းနဲ့မိုက်မဲဖို့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်2020ရွေးကောက်ပွဲမှာစုပ်ပြတ်တတ်နေအောင်အေးနှိမ်ရှုံးနှိမ်ပြီးတဲ့နောက်ဘာထောက်ထားမှမရှိဘဲနဲ့မဲစီတွေလွဲတယ်ချော်တယ်မတမာမှုဖြစ်တယ်ဆိုပြီးတော့အကြီးအကျယ်ဆွဆွဲကြပါတယ်ကျန်ဖို့ပါတီနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့အဲဒီတော့ကျန်ဖို့ပေါင်းဆောင်တန်းသေးလူလူမျိုးကစစ်တပ်ဝါရဖြန့်ချီအတွက်ရှေ့ထွက်ပြီးတော့ အရသာရောင်ဆောင်ထားတဲ့ကျန့်ဖွင့်ရဲ့စစ်တပ်ရဲ့အရှိထွက်ဝါရဖြန့်ချီရေးပေါ့ဗျာချေချေပြင်းပြင်းနေလို့ကျမပါရီကပန်ကြောလော်ရီတင်းနေဗင်းစာရှင်လမွေတွေလုတ်တယ်ရွေးကောက်ပွဲပြန်လို့ဖို့တောင်းဆိုတယ်ဒါတွေအကုန်လုံးကမင်းအောင်လာရင်အာနာသိမ့်ဖို့အတွက်လိုအပ်တဲ့အခင်းအကျင်းတွေဖန်တီးပေးခဲ့တာတည်ကြတဲ့အတိုင်းပဲဖေဖော်ဝါရီ၁ရက်နေ့မှာမင်းအောင်လာလို့ကျန့်ဖက်စစ်တပ်ကအာနာသိမ့်ပလိုက်ပါတယ်ဒီလိုအာနာသိမ့်တာကို USDP ကျန့်ဖွင့်ပါကျန့်ဖွင့်ပါတီကထောက်ခံပါတယ် ဒီမိုကရေစီကိုကာကွယ်ဖို့လိုအပ်တယ်လို့ဆိုခဲ့ပါတယ်။တကယ်တမ်းကျတော့သူတို့ကာကွယ်တာဒီမိုကရေစီမဟုတ်ပါဘူး။ဆုံးဆုံးသွားတဲ့သူတို့ကိုယ်တိုင်ရဲ့အခွင့်ထူးခံအနေထားဒါကိုကာကွယ်တာပဲဖြစ်တာ။အနာဒိတ်ပြည့်နောက်ပိုင်းမှာကျန်းဖွန်ပါတီကလူအများအပြားမင်းအွန်လိုင်းတို့အနာဒိတ်အုပ်စုဖွဲ့တဲ့ SAC စကားစားလည်းပါပါလာပါတယ်။ ကျမ်းပုတ်ပါတီဝင်ဟောင်းတွေဝင်ကြီးတွေဝင်ကြီးချုပ်တွေစသည်ဖြစ်လာပါတယ်။မြန်မာနိုင်ငံစေအုပ်စုကအကျမ်းသက်စေအုပ်စုကငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကိုအကျမ်းဖက်နှိမ်နင်းတာကိုကျမ်းပုတ်ပါတီကလူသိရှင်ကြားထောက်ခံခဲ့ပါတယ်။အဲ့လိုလိုရမျိုးတွေနဲ့တစ်ချိန်လုံးကရှိခဲ့ပြီးတော့နည်းနည်းကြံနေသေးတယ်တရားဝင်အနေအချင်းကိုတော့မှကျမ်းပုတ်ပါတီကသူတို့ကိုယ်တိုင်သူတို့ဘာသာဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်မှာတည်ထားတာကျပ်ဖို့ပါတီဆိုတာနိုင်ငံရေးပါတီမဟုတ်ပါဘူးစစ်အာဏာရှင်ရဲ့လက်ကိုက်တုပ်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဗျာကျပ်ဖို့ဆိုတာကမာလာရဲ့လက်ဝေခံအဆောင်အယောင်လက်တံတစ်ခုပါပဲနော်လက်ရှိဥပဒေခီကိုကြည့်ပါသူကမာလာတော်ကောက်ပြီးတော့ကျပ်ဖို့ဥပဒေဖြစ်လာတာပါနော်ဘုံမှုချုပ်ပေါင်းပြည်ရေးဝန်ကြီးဟော ရဲချို့ပေါင်းသူ့လက်ထက်မှာအမျိုးပါတာသာသနာဘာညာဆိုတဲ့အဖွဲ့တွေပေါ်လာတယ်နော်ပြူစောတိလိုဟာမျိုးတွေကိုအားပေးအောင်လုပ်ခဲ့တယ်သူတို့ပါတီပြင်းရုပ်ောက်ပွဲဆိုတော့ကလှုပ်ဆက်တက်တက်ပါပဲအကုန်လုံးစီစဉ်ပြီးသားဖန်တီးပြီးသားဂျူတင်ပြင်ဆင်ပြီးသားလုပ်တဲ့ရုပ်ောက်ပွဲမျိုးမှာကျန့်ဖို့မှတီးချလွတ်လပ်တဲ့မူဝါဒဆိုတာမရှိပါဘူးလူတော်ကဘယ်လည်းမရှိပါဘူးယုံကြည်ကိုးစားတဲ့ခေါင်းဆောင်မှုဆိုတာလည်းပဲရှိပါဦး။ကျမ်းပွင့်ရဒီကနေ့လက်ရှိခန်းကဏ္ဍကိုကြည့်ပါ မဟာလာရဲ့အတူရောက်ယူကော့ဘွဲကိုဝင်ပါဖို့ပြင်နေတယ်ဝင်ပါမယ်ဒါဟာဆေအနာရှင်ရဲ့အရက်ဖက်ညနေဖုံးဖြစ်ဆက်လုပ်ဆက်လုပ်တော်ဖို့ဖြစ်ပါတယ်စစ်မှန်တဲ့ဆန္ဒမဲဖြစ်မှလည်းမဟုတ်ပါကလပ်ကောက်ချစ်ချင်းချောက်ဖျားပေးတဲ့ဤတွေနဲ့အာနာဆက်ချုပ်ထားဖို့သူတို့ဩဇာညောင်းမဲ့အစုအဖွဲ့တွေတထေခရိုနီတွေကို လိုက်အင်အားစုထားတာပဲဖြစ်ပါတယ်တကယ်တမ်းတော့ USDB ဆိုတာကဟလာပြောရရင် zombie zombie ဆိုတာအလုံးကြည့်ကြပါသွေးစုပ်ဖုတ်ကောက်ပေါ့ဗျ zombie party ပါ USDB ဆိုတာကအတက်ကတော့မရှိတော့ zombie ဆိုတာအတက်မရှိဘူးဗျသူတို့ကိုသူတို့နောက်မှာ master ရှိတယ်အဲ့ဒီ master ကဟလာချုပ်ကင်ထားပြီး zombie တွေကလှုပ်ရှားတယ် USDB party ဆိုတော့လေကြံ့ဖုတ် party ဆိုတော့ဒီတိုင်းပါပဲအတက်မရှိတော့ပေါ့နော် မင်းအွန်လိုင်းရဲ့ main အောက်မှာမင်းအွန်လိုင်းပြောတဲ့အတိုင်းခိုင်းတဲ့အတိုင်းဆက်ပြီးတော့ရည်တည်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အဲ့တော့ဒီလိုအခြေအနေဖြစ်နေတဲ့အပေါ်မှာသူတို့ကျန်းဖွန့်ပါတီဝင်ဟောင်းတွေကိုယ်တိုင်မကျေနပ်ဘူးဆိုတဲ့အတိုင်းလည်းကြားပါ။ဒါမှလည်းဘသူကပြောရမှာလဲဗျ။အချို့ဆိုရင်နိုင်ငံရေးနဲ့ဆက်မပါတော့ဘူးဆိုတဲ့အတိုင်းကိုလည်းကြားပါ။လူတို့လူလူယုံကြည်ထောက်ခံမှုဆိုတော့ပြောမနေပါနဲ့တော့။ဘာမှမရှိတော့ပါဘူး။0ပါ၊တုံညပါ။ ကျမ်းပေါ်ပါတီကတကယ်တမ်းနိုင်ငံအတွက်ဘာလို့ပြီးခဲ့တယ်လဲယောသသာပြောယောသသာပြောပါယောသသာပြောရရင်တကယ်ဒီမိုကရေစီကျတဲ့လူဆောင်ချက်မျိုးကျမ်းပေါ်ပါတီကလုပ်ပေးခဲ့တာမရှိပါဘူးဟုတ်ပါတယ်ဦးသိန်းစိန်အစိုးရလက်ထက်မှာတိုင်းပြည်ကိုအကန့်အသတ်နဲ့ဖွင့်ပေးခဲ့တယ်ဟုတ်ပါတယ်စက်တော်ရေးကဏ္ဍအပြောင်းအလဲလုပ်ခဲ့တယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီလုံသမျှသည်လာစစ်တပ်ချုပ်ကင်မှုပူအားကောင်းစီမှု လုပ်တာဖြစ်ပါတယ်။ဟလာလူမှုအကျိုးဖြစ်စေဖို့လူမှုပိုကောင်းလာဖို့ဆိုတဲ့တကယ်စေတနာအစစ်မှန်ယူရခြင်းနဲ့လုပ်တာမဟုတ်ပါဘူး။အကဲညမြန်မာနိုင်ငံဟာဒီမိုကရေစီနိုင်ငံဖြစ်တယ်လို့မြင်ရရင်တော့ထင်ရရင်တော့အဲ့ဒီအချိန်ပေါ့နော်စစ်ဘုတ်ချုပ်တွေကပဲကလကနောက်ွယ်ကနေပြီးတော့ဆက်ပြီးတော့အာဏာယူချုပ်ကန်ထားနိုင်ဖို့ USDP ကိုဖန်တီးခဲ့တာဖြစ်ပါတယ်2021အာဏာသိမ်းလိုက်တာမှာတော့အဲ့ဒီကလကလုံးလုံး ကွာကျသွားခဲ့ပါပြီ။ထင်အောင်ဝိုးဝါးဖြစ်เสียရလဲဘာမှမရှိတော့ပါဘူး။စစ်တပ်ထိန်းချုပ်တဲ့နိုင်ငံရေးမျိုးကိုစစ်ဘုံချုပ်တွေကစမ်းသပ်ခဲ့တာပါ။မအောင်မြင်တဲ့စမ်းသပ်ချက်ပြရုပ်တစ်ခုအဖြစ် USDP ကဒီကနေ့တည်ရှိနေတာပဲဖြစ်ပါတယ်။ USDP ဒီဒီမိုကရေစီကိုတိဆောက်ခဲ့တာမဟုတ်ပါဘူး။အာနာရှင်အတွက် နိုင်ငံကြီးမျက်နှာဖုံးတက်တက်ပဲဖြစ်တယ်ဆိုတာကသမိုင်းမှတ်တမ်းဝင်နေပြီးသားဖြစ်ပါတယ်။အခုကမှာတော့ဓမ္မလူလူရဲ့ရေစွမ်းတက်တီကိုဂျိုးစွန့်မှုနဲ့အဲ့ဒီမျက်နှာဖုံးကိုလုံလုံဆွဲပြဲစုပ်ခွာတစ်ချခဲ့ပြီးသား။မြန်မာဒေါ်လာရေးအောင်ပွဲရဖို့အတွက်ဆက်ပြီးတော့တိုက်ပွဲဝင်နေကြတာ ਨੇ အများသင်ငန်းစာယူစရာကတော့ရှင်းလင်းပါတယ် လိန်ညာလှည့်ချားပြီးတော့ဘယ်လိုဒီမိုကရေစီမျိုးကိုမှတိဆောက်လို့မရဘူးတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ဘယ်လိုပြုပြင်ပြောင်းလဲမှုမျိုးမှမအောင်မြင်နိုင်ပါဘူးဘယ်နိုင်ငံရေးပါတီမှဒီနေရာမှာတိုင်းပြည်မှာအရင်အကောင်းဆုံးလို့ပြောတဲ့စစ်တပ်ကကြောရနောက်ခံပေးထားတဲ့နိုင်ငံရေးပါတီပဲဖြစ်စေလူလူဆန္ဒကိုစန့်ကျင်ပြီးတော့ တတလုံးရှင်တန်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးကြီးစုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကြီးစုနားဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဒီစီစဉ်တဲ့ပတ်သက်ပြီးဝေဖန်ကြံပြုချက်တွေကိုကျူးစွပါတယ်ဘယ်အကြောင်းအရာဘယ်ကိစ္စမျိုးဟုစိတ်ဝင်စားရဲဆိုတာလည်းသိကြပါလိမ့်။နှစ်သက်တယ်ဆိုရင်တော့ like လုပ်ပေးပါ။ အစီအစဉ်သစ်တွေတစ်တိုင်းလွတ်မသွားရအောင် subscribe လုပ်ထားပေးပါမိတ်ဆွေတငယ်ချင်းတွေနဲ့မျှဝေပေးပါလို့ပန်ကြားပါရစေနောက်စီဇန်တွေမှာပြန်ဆုံပါမယ်အားလုံးပဲကျန်းမာဘေးကင်းကြပါစေဗျာ